င်္ဂလာပါရှင်မွန်တော့ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်တမရဆစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စေးကြောင်းလေတံပြောင်းပြီးမိုးကုန်းနဲ့မိုးမိတ်မြို့ကိုပြန်လည်ပေးမဲ့တရနန်လေးအဖွဲဆိုတဲ့တဲ့ရင်အကြောင်းအရာကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်ဒီစီဇန်လေးမစတင်ခင်မှာတော့မိုးတော့ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်ပြည်တဲ့ကြီးရဲ့တမရော်ရဲ့ပြင်းထန်တဲ့တိုက်စစ်ကြောင့်စုတ်ခွာထွက်ပြေးလျက်ရှိနေတဲ့ တအောင်အကြံဖက်လက်နက်ကင်အဖွဲ့ TNN လေးဟာလက်ရှိချိန်မှာအပြစ်ခက်ရက်စရေကိုလက်မှတ်ရေးထိုးလိုက်တယ်လို့ TNN လေးအဖွဲ့နဲ့နေဆက်တဲ့မီဒီယာတွေကအော်တိုဘာလ29ရက်နေ့မှာ ရှင်းသားဖော်ပြခဲ့ပါတယ်။ TNN လေးနဲ့ပူပေါင်းအဖွဲ့တွေဟာတမ်မတော်ရဲ့ပြင်းထန်တဲ့တိုက်စစ်ကိုခုခံနိုင်အောင်ကြိုပမ်းခဲ့ပေမဲ့အောင်မြင်မှုမရပဲဇူလိုင်လနောက်ပိုင်းတွေက၎င်းတို့ထိန်းချုပ်ထားတဲ့မြို့တွေကိုတခုပြီးတခုလက်လွတ်နေရခြင်းမှာ အပြစ်ခတ်ရစရေးဖို့သဘောတူညီလက်ခံကြရဖြစ်ပါတယ်။တမ်ရော့စစ်ကြောင်းတွေဟာပြီးခဲ့တဲ့ဇူလိုင်လနောက်ပိုင်းတွေက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNL အဖွဲ့ယာယီထိန်းချုပ်ထားတဲ့မြို့တွေဖြစ်တဲ့နောင်ချိုကြောင့်ပဲတီဘောမျိုးတွေကိုတိုက်ဆွမ်းရပြပြီးတမျိုးပြီးတမျိုးအလုံးစုံထိန်းချုပ်ခဲ့ရာ TNL အဖွဲ့ရဲ့အောက်ခြေတပ်ဖွဲ့ဝင်တွေစိတ်တက်ကြဆင်းမှုတွေရှိခဲ့တယ်လို့သိရပါတယ်။တေတုံညာနေကွန်စစ်စင်ရေးစတင်ခဲ့ပြီးနောက်ပိုင်း တမရော်ကမျိုးတွေကိုယာယီလက်လွတ်ပေးနေရချိန်မှာတရုတ်နိုင်ငံဟာနိုင်ငံတော်အစိုးရနဲ့မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကြားအပြစ်ခတ်ရယ်စရေရှားယူနိုင်အောင်ဂျာဝင်စီဆက်ကူညီပေးခဲ့ပေမဲ့အစောပိုင်းကာလတွေမှာအပြစ်ခတ်ရယ်စရေရှားယူနိုင်တာမျိုးမရှိခဲ့ပါဘူးနိုင်ငံတော်အစိုးရနဲ့ TNL အဖွဲ့ကြားအပြစ်ခတ်ရယ်စရေရှားယူနိုင်အောင် ရှစ်ကြိမ်မြောက်ဆွေးနွေးကြရပြီးအောင်မြင်မှုမရပဲ၉ကြိမ်မြောက်ဆွေးနွေးချိန်မှာ TNL အဖွဲ့ဘက်က အပြစ်ခတ်ရစရေးရယူဖို့လက်ခံသဘောတူညီကြဖြစ်တယ်လို့သိရပါတယ်။တရုတ်နိုင်ငံရဲ့အကြောင်းဝင်ကိုညီမှုနဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်နဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့နဲ့ TNL အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့တားချုပ်ကြားဦးဆောင်နဲ့ကိုယ်စားလှယ်အဖွဲ့ဟာတရုတ်နိုင်ငံကိုမင်းမြို့မှာပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နေ့28ရက်နေ့မှာကိုယ်ချိန်မြောက်ဆွေးနွေးခဲ့ပြီးအပြစ်ခတ်ရစဲဖို့သဘောတူညီမှုရခဲ့ရဖြစ်တယ်လို့ TNL အဖွဲ့နဲ့နေဆက်တဲ့မီဒီယာတွေကရေးသားဖော်ပြထားပါတယ်။တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ဖြစ်သူ မစ္စတာတိတ်ရှိကျွင်းရဲ့ဂျောင်းဝင်စီဆက်ညီနိုင်မှုကြောင့်နှစ်ဘက်အပြန်အလှန်ဆွေးနွေးညီနိုင်မှုတွေပြုလုပ်နိုင်ခဲ့ပြီးတော့သဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမိုးကုံနဲ့မိုးမိတ်မျိုးနယ်တို့ကနေတောင်လနဲ့ကင်အဖွဲ့ TNL အဖွဲ့ပြန်လည်ဆုတ်ခွာရမှာဖြစ်ပြီးတောင်ဒေတာကိုလည်းတမရော်ကလေရင်ပုံကျဲခြင်းထိုးစစ်စင်တိုက်ခိုက်ခြင်းတွေ မပြုတ်ဘူးဆိုတဲ့အချက်တွေပါဝင်နေရလို့သိရပါတယ်။တမ်ဘရော့နဲ့တအောင်းလနဲ့ကိုင်းအဖွဲ့ကြားတပ်ဖွဲ့တွေဟာ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့ည7:00နာရီကစတင်ပြီးတော့နှစ်ဖက်ရောက်ရှိတဲ့နေရာမှာရပ်တန့်ကအပြန်လန်အပြစ်ခတ်ရစရည်အတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြလို့သိရပါတယ်။တအောင်းအကြမ်းဖက်လနဲ့ကိုင်းအဖွဲ့ TNN လေးဟာ2023ခုနှစ်အောက်တိုဘာလအတွင်းမှာရခိုင်အကြမ်းဖက်လနဲ့ကိုင်းအဖွဲ့ AA နဲ့ ကိုကလက်နဲ့ကင်အဖွဲ MNDA တို့နဲ့ပူးပေါင်းပြီးတေတုံညာနှစ်ကိုစစ်စင်ရေးစတင်ခဲ့ပြီးနောက်ပိုင်းနိုင်ငံတော်အစိုးရနဲ့တမ်းရော်ထင်းချုပ်ထားတဲ့စခန်းတွေမြို့တွေကိုအင်အားသုံးတိုက်ခိုက်ခဲ့ရာမြို့ပေါင်း၁၂မြို့ကိုယာယီထင်းချုပ်ခွင့်ရခဲ့ပါတယ်။ TNN လေးဟာမြို့တွေကိုယာယီထင်းချုပ်ခွင့်ရခဲ့ပြီးနောက်အုပ်ချုပ်ရေးလုပ်ငန်းတွေကိုဖော်ဆောင်ခဲ့ပေမဲ့ဒေသခံပြည်သူတွေအပေါ်ဖိနှိပ်အနိုင်ကျင့်မှုတွေလှုံ့ဆော်ခဲ့တယ်လို့သိရပါတယ်။ တမ်ရော်စစ်ကြောင်းတွေဟာတည်တော်ညာနေကွန်စစ်စင်ရေးစတင်ခဲ့ပြီးနောက်ပိုင်းလက်လွတ်ထားရတဲ့မြို့တွေကိုပြန်လည်သိမ်းပိုက်နိုင်အောင်ဇော်လားမစတင်ပြီးထိုးစစ်အရှိန်မြင့်ခဲ့ရာ TNL နဲ့ပူပေါင်းအဖွဲ့တွေအထူးကိန်းကြဆုံများစွာနဲ့စုခွာထွက်ပြေးခဲ့ရပါတယ်။နိုင်ငံတော်အစိုးရဟာပြီးခဲ့တဲ့ AB လတွေးဆမှုမှာကလေးကတိတုံညာနှစ်ခုစစ်စင်ရေးဒုတိယလိုင်းအတွင် TNL ကသိမ်းပိုက်ခဲ့တဲ့နောင်ချိုကြောင်မဲတီဘောမိုးကုံနဲ့ မုံမိတ်မြို့တွေကိုပြန်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ TNL အဖွဲ့ဘက်ကငင်းဆန်ခဲ့ရာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတမ်ရော့စစ်ကြောင်းတွေဟာဇူလိုင်လအတွင်းကနေအောက်တိုဘာလ29ရက်နေ့ထိနောင်ချိုကြောင်မဲတီဘောမျိုးတွေကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။တမ်ရော့စစ်ကြောင်းတွေဟာနောင်ချိုကြောင်မဲနဲ့တီဘောကိုသိမ်းပိုက်နိုင်ခဲ့ပြီးနောက်ကိုးချိန်မြောက်ဆွေးနွေးပွဲမှာတရုတ်နိုင်ငံရဲ့ဂျာဝင်စီးဆက်ဆွေးနွေးမှုတွေကြောင့် ကြည်တချမ်းမဖောက်ဆရာမလို့ပဲမိုးကုံနဲ့မိုးမိတ်မြို့တွေကိုပြန်လည်ရရှိသွားမှလည်းဖြစ်ပါတယ်။ TNL အဖွဲ့ကတော့2023ခုနှစ်အောက်တိုဘာလမှစတင်ခဲ့တဲ့တိတောင်ညာနေ့ကုန်စစ်စင်ရေးဒုတိယလိုင်းအတွင်းယာယီထိန်းချုပ်ခွင့်ရတဲ့မြို့တွေကိုအလုံးစုံပြန်လည်တလွတ်ပေးခဲ့တာဖြစ်ပါတယ်။ TNL နဲ့ပူပေါင်းအဖွဲ့တွေဟာတိတောင်ညာနေ့ကုန်စစ်စင်ရေးအတွင်းမန်တုံမိုးမိတ်မိုင်းလုံးမိုင်းငေါနောင်ချူကြောက်မဲနန်းစံ နံပါတ်2နိုင်ခမ်းကုတ်ခိုင်မိုးကုတ်တီဘောစားတဲ့မျိုးစနက်မျိုးကို သိမ့်ပိုက်နိုင်ခဲ့ပေမဲ့လက်ရှိချိန်မှာတော့နောင်ချိုကြောင့်ပဲတီဘောမျိုးအပြင်မိုးကုတ်မိုးမိန်မျိုးတွေကိုပြန်လည်လက်လွတ်ဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်။ဒါကြောင့် TNN လေးနဲ့ပူပေါင်းအဖွဲ့တွေဟာမန်တုံမိုင်းလုံးမိုင်းငော့နန်းစံနံပါတ်2နိုင်ခမ်းကုတ်ခိုင်မျိုးတွေကိုသာဆက်လက်ယာယီထိန်းချုပ်ခွင့်ရခဲ့ပါတယ်။တိတုံညာနေကိုစစ်စင်ရေးမှာပူပေါင်းပါဝင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဘွဲ့အနက်တရနန်လီဟာကိုကက်လက်နဲ့ကိုင်အဖွဲ့ MNDAA ပြီးရင်နိုင်ငံတော်အစိုးရနဲ့အပြည့်ရက်လက်မှတ်ရေးထိုးတဲ့ဒုတိယမြောက်လက်နဲ့ကိုင်အဖွဲ့ဖြစ်ပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်မတ်လမှာတရုတ်နိုင်ငံရဲ့ကြားဝင်မှုကြောင့်နိုင်ငံတော်အစိုးရနဲ့ MNDAA လက်နဲ့ကိုင်အဖွဲ့ကြားပြည့်ခတ်ရက်စဲခဲ့ပြီး MNDAA လက်နဲ့ကိုင်အဖွဲ့ကလာရှိုမျိုးကစုပ်ခွာပြီးခဲ့ကြရလို့သိရပါတယ်။တမ်ရော့စစ်ကြောင်းတွေဟာ TNL ထိန်းချုပ်ထားတဲ့မြို့တွေကို မြေပြင်ထိုးစစ်အပြင်လေကြောင်းပစ်ကူတွေနဲ့အပြင်းထန်ပြုလုပ်နေကထိုးစစ်အရှင်မြင့်ခဲ့ပြီးနောက် TNL နဲ့ပူပေါင်းအဖွဲ့တွေအထူးကအကြဆုံးများခဲ့ကစိတ်တက်ကြဆင်းခဲ့ရတယ်လို့သိရပါတယ်။မျိုးမင်းဦးအမည်ရှိရဲ့ Facebook account တစ်ခုကလည်းတရင်ကောင်းတစ်ခုပါပဲ။မိုးကုတ်မိုးမိတ်ကနေပလောင်တွေဆုတ်ခွာပေးရပါတော့မယ်။တမတော်ထိုးစစ်ကိုခုခံနိုင်မှုဘလို့မှမရှိပါဘူး။ဆုတ်ခွာဖို့ကိုတမတော်တန် TNL ဘက်ကတောင်းဆိုလိုက်တာပါ။ မန္တလေး PDF ကတော့စခွဲပြောင်းလိမ့်မယ်လို့တောင်းတရှိသားထားပါတယ်။တရနယ်လေးအဖွဲ့ကအပြေခက်ရက်စဲကမျိုးတွေကိုပြန်လည်လက်လွတ်ပေးခဲ့ခြင်းဟာ၎င်းတို့နဲ့အတူပူပေါင်းပါဝင်တိုက်ခိုက်ခဲ့မှုတဲ့ PDF လက်နက်ကိုင်အဖွဲ့တွေရဲ့ဘဝဟာအလွန်တနာကြာကောင်းတဲ့အခြေအနေမျိုးကိုရောက်ရှိလာဝယ်ရှိနေပါတယ်။ Telegram လူမှုကွန်ရက်မှာစီးရင်းနဲ့နိုင်ငံရေးအကြောင်းအရာတွေကိုရေးသားနေသူတဦးဖြစ်တဲ့နေမိုးအမည်ရှိရဲ့အကောင့်တစ်ခုကလည်းအပြေခက်ရက်စဲရေးနဲ့ပတ်သက်ပြီးတော့ဘလို့မြင်တယ်လဲလို့မေးလာတယ်။ အရှိသုံးသက်ချက်တော့နောက်မှရှိပါမယ်။လလောဆယ်ဖြစ်ရရင်တော့ NUG နဲ့ PDF တွေခွေးဖြစ်တယ်လို့ပဲပြောရမှာပဲ။ခွေးတောင်ရွရွခွေးမဟုတ်ဘူး။ခွေးဝဲစားအစင်းတော့ရောက်သွားတယ်ပေါ့။နောင်ချိုနဲ့ကြောင်မဲအပါအဝင် လာရှိုးမိုးကုံနဲ့မိုးမိတ်ကိုရှာဖို့ပတက်တွေအနီနဲ့ပလောင်တွေကိုဘလို့ပူပေါင်းပါဝင်ခဲ့လဲဆိုတာကိုရီအတိပဲမဟုတ်လား။ကိုကုတ်ကိုတန်လာလို့ပဲအရှင်မေးကြည့်ကြအောင်ပေါ့လို့သုံးသက်ရှင်းတာထားပါတယ်။ဒါအပြင်လေလာသူတူကတော့ အခုလိုမျိုး TNL အဖွဲ့ကမြို့နှမြို့ကိုပြန်ပေးပြီးအပြစ်ကရဆဲလိုက်တာဝမ်းသာပါတယ်။ကြိုးစိုးလက်ခံပါတယ်။တမ်ရော့ကတကယ်တိုက်လာရင်ဘယ်အဖွဲ့မှကြကြတောင်းခံနိုင်မှာမဟုတ်ဘူး။ခုလိုမျိုး TNL အဖွဲ့ကအပြစ်ခတ်ရဆဲလိုက်တော့မြို့လည်းမပြည့်စည်တော့ဘူး။ထိခိုက်တည်ဆုံးမှုလည်းနှဲသွားတယ်။စိတ်မကောင်းစရာတစ်ခုကတော့ PDF အနေကအဖွဲ့တွေဖြစ်တယ်။သူများမြောက်ပင့်ပေးရာကနေ NUG လက်အောက်ခံ PDF အဖွဲ့တွေဖြစ်တယ်။အဲ့ဒီ PDF အနေကအဖွဲ့တွေဟာ တိုင်းဒါလနဲ့ကိုင်အဖွဲတွေထံမှစစ်တင်နှန်းတက်ပြီးတိုင်းဒါလနဲ့ကိုင်အဖွဲတွေရဲ့အတုံးချခံနေရုပ်လေးဖြစ်သွားတယ်။ TNL အဖွဲကမျိုးတွေကိုသိမ်းယူနိုင်အောင်တိုက်ချိန်တုန်းက TNL အဖွဲတစ်ဖွဲ့တည်းတိုက်ခဲ့မှာမဟုတ်ဘူး။ PDF အဖွဲတွေပူးပေါင်းတိုက်ခိုက်ခဲ့တယ်။ TNL အဖွဲကမျိုးတွေကိုသိမ်းယူနိုင်အောင်ကြိုးပမ်းချိန်တုန်းက PDF အဖွဲတွေကိုရှေ့တန်းတင်တိုက်ခိုက်ခဲ့တယ်။ PDF အဖွဲတွေအများအပြားသိမ်းဆုံးခဲ့တယ်။ခုတော့ TNL အဖွဲက မြို့နှစ်မြို့ကိုကြည်တစ်ချက်မှမဖောက်ဘဲပြန်ပေးမယ်ဆိုတော့ PDF အဖွဲ့တွေရဲ့ပေးဆက်သိမ်းဆုံးမှုတွေကအလကားတသက်ဖြစ်ခဲ့တယ်။ဒါကြောင့်နိုင်ငံရေးမှာသူများမြောက်ပေးတိုင်းဝင်မရဖို့လိုအပ်တယ်။ NUG အဖွဲ့ကလည်းအလူခံကောင်းအောင် PDF တွေကိုမြောက်ပြစံတောင်းလုပ်ခဲ့တယ်။ NUG အဖွဲ့က PDF တွေနဲ့ပတ်သက်ပြီးဘာမှတာဝန်ယူခြင်းတာဝန်ခံခြင်းမရှိဘူး။ဒါကြောင့် PDF အဖွဲ့တွေနဲ့မိသားစုတွေ၊ဆွေမျိုးတွေနဲ့အေဂျင့်စွာပြန်နေနိုင်အောင် အလင်းဝင်စရာရှိမမြန်အလင်းဝင်ဖို့တိုက်တွန်းချက်နယ်လို့ပြောပါတယ်။တမ်မတော်ရဲ့ပြင်ထန်တဲ့တိုက်စေကြောင့်တအောင်လက်နက်ကင်အဖွဲ့တရနန်လီအဖွဲ့ဟာလေးတန်းပြောင်းကောင်အပြစ်ခက်ရက်စဲမယ်လို့သတင်းထုတ်ပြန်ခဲ့ပြီးနောက်နိုင်ပိုင်းအကြမှာပဲတရနန်လီအဖွဲ့ရဲ့မဟာမိတ်လက်အောက်ခံအဖွဲ့ဖြစ်တဲ့မန္တလေး PDF အဖွဲ့ကတော့၎င်းတို့ထိန်းချုပ်နယ်မြေတွေကိုဆက်လက်ကာကွယ်မယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ရရှိထားတဲ့ထိန်းချုပ်နယ်မြေတွေကိုဆက်လက်ကာကွယ်ထိန်းသိမ်းနိုင်ဖို့အတွက် မိဖက်တော်လန်ရေးအင်အားစုတွေနဲ့လက်တွဲပြီးကိုစွမ်းရှိသည်မညံစွမ်းရှိသည်မအာတုံခွန်ဆိုင်ဂျိုးပန်းဆောင်ရွက်သွားမယ်လို့မန္တလေး PDF အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မန္တလေး PDF အဖွဲ့ကအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစီယုံကျုပ်ရဲ့အမိန်ပေးကိုကယ်မှုအောက်မှာတရှိရဲ့တော်လန်ရေးတပ်ဖွဲ့ဖြစ်ပြီးဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချေမုန်းနိုင်ရေးတို့အတွက်ဒီဇိုင်းမမတ်တိုက်ပွဲဝင်ရဲ့ရှိပြီးတော့ လက်ရှိကာလတွေမှာတိုင်းသားမဟာမိတ်အဖွဲ့အစည်းတွေရဲ့ပံ့ပိုးကူညီမှုမိဖက်နှွေဦးတော်လန်ရေးအင်အားစုတွေရဲ့ပူးပေါင်းလက်တွဲမှုတပ်ဖွဲ့ဝင်ပေါင်းများစွာရဲ့စွန့်လွတ်ပေးဆက်မှုတွေနဲ့အတူမန္တလေးဒေသအတွင်းကနေမြေတချို့ကိုထိန်းချုပ်စုံမိုးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်မန္တလေး PDF အဖွဲ့ဘလောက်ပဲကြီးမားတဲ့အခက်အခဲတွေရှိစီပေမဲ့စစ်အာဏာရှင်စနစ်အမြင့်ပြတ်ခြေမုံရေးတိုက်ဝဲတွေကိုစားတဲ့တဘူဦးလည်းမတုံဆက်လက်ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လေလာသူတအူကတော့မန္တလေး PDF လက်နက်ကိုင်အဖွဲ့ရဲ့ထုတ်ပြန်ချက်ဟာအုံနေရန်ကိုခေါင်းနဲ့တိုက်မဲ့ဆုံးဖြတ်ချက်လို့မြင်မိရဲ့မန္တလေး PDF အဖွဲ့ဟာပလောင်လက်နက်ကိုင်အဖွဲ့ TNL နဲ့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရတဲ့အဖွဲ့ဖြစ်တယ်။တနည်းအားဖြင့်မန္တလေး PDF အဖွဲ့ဟာပလောင်လနဲ့ကိုင်အဖွဲ့ TNL ရဲ့တပည့်လို့ပြောလို့ကြတယ်။ဆရာဖြစ်တဲ့ TNL အဖွဲ့တောင်တမ်မတော်ရဲ့ပြင်းထန်တဲ့တိုက်စစ်ကို ရေရှည်ခုခံနိုင်မှာမဟုတ်ဘူးဆိုတာ ချိုတင်တွက်မိလို့ရိုးတွေကိုပြန်ပေးပြီးအပြေးခတ်ရစရေးရယူခဲ့ရတယ်။ဒီလိုအခြေအနေမျိုးမှာမန္တလေး PDF ကတမ်းမတော်စစ်ကြောင်းတွေကိုရှင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့တာကမိုက်မဲတယ်လို့ဆိုနိုင်တယ်။အထူးသဖြင့်မန္တလေး PDF အဖွဲ့တည်းရောက်ရှိနေရဲ့အောက်ကြီးအဖွဲ့ဝင်တွေအတွက်ကတော့စိတ်မကောင်းစရာပါ။မန္တလေး PDF အဖွဲ့ခေါင်းဆောင်တွေဟာတမ်းမတော်စစ်ကြောင်းတွေကိုရှင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပေမဲ့တိုက်ပွဲတွေမှာအဲ့ဒီခေါင်းဆောင်တွေကိုယ်တိုင်ဦးဆောင်တိုက်ခိုက်မှာမဟုတ်ဘူး။ တိုက်ပွဲတွေကိုမန္တလေး PDF အဖွဲ့တွေရဲ့အောက်ခြေတပ်ဖွဲ့ဝင်တွေသာတိုက်ခိုက်နေရတယ်။အဲ့ဒီမန္တလေး PDF ကောင်းဆောင်တွေဟာကျင်းနေကြက်ထဲရောက်လာမယ်ဆိုရင်အပြစ်ခက်ရက်တာတို့လက်နဲ့ချတာတို့ပြပထွက်ပြရတို့လုံမှာအသေးကန်တိုက်ခိုက်မှာမဟုတ်ဘူး။မန္တလေး PDF အောက်ခြေအဖွဲ့ဝင်တွေကတော့အလကားတသက်အသက်တွေစတေးပေးရအောင်မယ်လို့တုံသက်ပြောဆိုခဲ့ပါတယ်။မန္တလေး PDF အဖွဲ့တွေဟာလက်ရှိချိန်မှာတမရော့စစ်ကြောင်းတွေရဲ့ထိုးစစ်အဟုန်ကြောင့်အထီးကိုက်ကြဆုံများနေပြီးတော့ တတားတွေကိုမီးရှို့ဖျက်ဆီးတာတွေလှုပ်ဆောင်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။မန္တလေး PDF အဖွဲ့ရစကိုင်းတိုင်းဒေသကြီးကြောင်မြောင်းမြို့နဲ့မန္တလေးတိုင်းဒေသကြီးစင်ကူမြို့ကိုဆက်သွယ်ထားတဲ့ EOD တတားယရနာသိန်ကကိုမိုင်းခွဲဖျက်ဆီးခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။မိုင်းခွဲဖျက်ဆီးခံရတဲ့ယရနာသိန်ကတတားဟာရွှေဘိုကြောင်မြောင်းစင်ကူလက်ပံလှလန်ရှိ EOD မြစ်ကူတတားတစ်စင်ဖြစ်ကား တမတဟောင်းဦးသိန်းစိန်နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ယူစဉ်ကာလ2010ပြည့်နှစ်ဧပြီလ16ရက်နေ့မှာစတင်ဆောက်လုပ်ခဲ့ပြီး2013ခုနှစ်ဇူလိုင်လ24ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ဒတာဖြစ်ပါတယ်။အေယဝတီဒတာယတနာသိန်းကဟာဒတာအရှိ2480ပြည့်ရှိပြီးတန်ဂူကွန်ကရစ်အမျိုးအစားဒတာဒဇင်ဖြစ်တယ်လို့သိရပါတယ်။ဒမ်ရော့စစ်ကြောင်းတွေရရှမ်းပြည်နယ်မြောက်ပိုင်းအပြင် မန္တလေးတိုင်းဒေသကြီးရှိတပိတ်ချင်းမတရားစင်ကူးမျိုးတွေမှာနေမြေရှင်လင်းမှုတွေလှုပ်ဆောင်ရရှင်နေရမန္တလေး PDF အဖွဲ့ဝင်တွေအထင်းနာလျက်ရှင်နေပါတယ်မန္တလေး PDF အဖွဲ့နဲ့ TNL အုပ်ဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာတမရော်စစ်ကြောင်းတွေရဲ့အပြင်းထန်တဲ့တိုက်စစ်ကြောင်းစောက်ခွာထွက်ပြေးရခြင်းအတွင်စီးရီပြင်းမှန်မဟုတ်တဲ့ကြောင်းတွေရုံးတွေကိုမိရှုဖြစ်စီခဲ့မှုတလို့တရားတွေကိုလည်းမိုင်းခွဲဖြစ်စီတာတွေလှုပ်ဆောင်ခဲ့မှုတယ်လို့သိရပါတယ် TNL နဲ့ပူပေါင်းအဖွဲ့တွေဟာ ရမ်းမြင့်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်နဲ့ကြောင်မဲမြို့နယ်အစပ်မန္တလေးလာရှိုးကိုဆက်သွယ်ထားတဲ့နှစ်ပေါင်း125နှစ်သက်တမ်းရှိတဲ့ကမ္ဘာအမွေအနေမြစ်ထားတန်လန်းဂုတ်ထိတ်တတာကြောင်မဲဘက်ချံကို2025ခုနှစ်အဂုလ24ရက်ကမိုင်းခွဲဖြစ်စေခဲ့ရောင်းတတားရဲ့အလျားပေ30ကျော်ပြည့်စေခဲ့ရပါတယ်။ဒါအပြင် TNL နဲ့ပူပေါင်းအဖွဲ့တွေဟာကြောင်မဲမျိုးနဲ့တီဘောမျိုးမှစုခွာချိန်မှာအစိုးရရုံးဌာနအဆောက်အုံတွေနဲ့ လူနေအိမ်တချို့ကိုမီးရှို့မှုတွေပြုလုပ်ခဲ့ပါတယ်။နရီမိုးအမည်ရှိတဲ့ Telegram အကောင့်တစ်ခုကကိုအာနာရဖို့အတွက်ဒေါ်လာရေးအမည်ခံပြီးလူတွေတက်ကြတယ်။လူတက်တာတောင်ပြည်သူအရှိခွန်ခြုံပြီးအုတ်ချုပ်ရေးမှုတွေကိုခိုးကြောင်ခိုးပဲတက်ကြတယ်။တကယ်အာကလူသက်သမားတွေတကယ်လို့များမီးလို့ထောင်ကြရင်နိုင်ငံရေးအကျဉ်းသားဆိုပြီးလွတ်ချင်သေးရဲ့။တကယ်ဟာတာနှိပိန်တွေဒီလင်းနေတာကာလမှာတော်လိုင်းအမြေခံပြီးလူတက်တာစက်ကြီးကောက်တာ တိန်ကျင်နာနဲ့အလူခံနာပဲလှုပ်တတ်တယ်။တတာဒစင်းရဲ့တံပိုးလဲလက်တာတွေမသိဘူး။ပိုဆိုးတာကကိုလှုပ်ရင်တော့ငါတို့လှုပ်တာဆိုတဲ့တောင်းဝန်ယူစိတ်တောင်းဝန်ခံစိတ်ဆိုတဲ့ယောက်ျားစိတ်တလည်းမရှိဘူး။2021ကာလမှာအစိုးရအုပ်ချုပ်လို့မရအောင် CDMD လှုပ်ဖို့ PR ပေးကြတယ်။မလှုပ်ရင်တလန်ဆိုပြီးလူတက်ကြသေးရ။ SP ဆိုပြီးအောက်လုံးတွေနဲ့တိုက်ခိုက်ကြသေးရ။ဒီအစိုးရပြုတ်ကြအောင်နိုင်ငံသားယဉ်နေမှုတွေမလာဖို့ပြည်တွင်းမှာရှိတဲ့ပြည်ပကုမ္ပဏီတွေ မြန်မာနိုင်ငံတွေကထွက်သွားဖို့ဒီအကြမ်းဖက်တွေပဲစော့ဩခဲ့တာဒီကုမ္ပဏီတွေထွက်သွားတော့လက်ခုပ်တီးပြီးပြောကြတယ်ဒီကုမ္ပဏီတွေမှာမှီခိုနေရတဲ့တန်းနဲ့ချီရဲ့အလုပ်သမားတွေအတွက်ကဘဝပြည့်ရတယ်ကိုယ့်လည်းအေရာရီမြစ်ကူတတားဆိုတာပြည်တော်စုဘတ်ဂျက်ထဲကနေမနေ့စိုက်ထုတ်လုပ်ခဲ့ရတဲ့တရားတစ်စင်ဖြစ်တယ်ဖြည့်စည်းတာခဏလေးဆိုရင်ပဲပြန်တီဆောက်ဖို့အချိန်အများကြီးလှုပ်အားတွေအများကြီးပေးဆက်ရတော့မယ်စင်ကူကနေကြောင်မြောင်းကတစ်စင်ရွှေဘူကို နိုင်ပိုင်းအတွင်းရောက်နိုင်ပြီမြဲ့ ဒီတံတားမရှိရင်မန္တလေးကဖြစ်ဖြစ်တဝိတစ်ပတ်လာရတော့မယ်။တကယ်တော့ဒီမောင်တွေဟာအုံနောက်မရှိဘူးလို့ပြောရင်လည်းနှိမ်ညာကြတယ်။မွေးတဲ့ကငါနဲ့မတူရင်အတ္တမဆိုတဲ့အမြင်နဲ့အကျန်းဖက်ဖို့ပဲမွေးလာတော့ညီပိန်းညီဘောလို့ပြောကြလေစမ်းတော့မစမ်းဘူး။ဒါတော့ဒီပါဇက်တွေကဒီမိုကရေစီအတွက်တိုက်ပွဲဝင်တာလို့ပြောချင်ကြသေးရဲ့လို့ပြောပါတယ်။ဘလော့ဘင်ဆိုနီစေကမှတိန်ထားတဲ့မျိုးတွေကိုပြန်လို့ချင်းရင်ပြန်တိုက်ယူလို့ပြောဆိုခဲ့မှုတဲ့ TNN လေးအဖွဲ့ကအပြစ်ခတ်ရက်စက်ပြီး မြို့နဲ့မြို့ကိုပြန်ပေးခဲ့ခြင်းဟာတမရော်စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကိုရေရှည်တောက်ခံနိုင်စွမ်းမရှိမှာကိုနားလေလက်ခံလာတဲ့အတွက်ကြောင့်ဖြစ်တယ်လို့သာဆိုရမှာလည်းဖြစ်ပါတယ်။လက်ရှိချိန်မှာတော့တရနယ်လေးလက်နက်ကင်အဖွဲ့ကမိုးကုံမြို့နဲ့မိုးမိတ်မြို့တွေကနေပြန်လည်ဆုတ်ခွာပြီးမှဖြစ်တဲ့အတွက်တိုက်ဝဲတွေဖြစ်ပွားခြင်းတွင်စစ်ပေးရှောင်ခဲ့ရတယ်။မိုးကုံမြို့နဲ့မိုးမိတ်မြို့ကန်တွေဟာမိမိတို့နေရပ်ကိုပြန်ရတော့မှဖြစ်တဲ့အတွက်ဝမ်းသာပျော်ရွှင်နေရလို့သိရပါတယ်။စစ်ပေးရှောင်တို့ကတော့ ကျွန်မတို့ကို့မြို့ကို ပြန်ရတော့မယ်အဲ့ဒက်ဝမ်းသာကြီးနဲ့မိပါတယ်လို့ပြောပါတယ်ပရိသတ်ကြီးရဲ့အော်တိုဘာလ29ရက်နေ့မနေ့6နာရီဝန်းကျင်မှာကြောင်မြောင်မျိုးနဲ့စင်ကူမျိုးကိုဆက်သွဲထားတဲ့အေယာရီတတာယလနာတိန်ကကိုအကျန်းဖက် PDF တွေကမိုင်းခွဲဖြက်စီခဲ့မှုရုပ်သံကိုလည်းထပ်မံတင်ဆက်ပေးလိုက်ပါရှင်